်မင်္ဂလာပါဒီနေ့ကျွန်တော် reaction လုပ်ချင်တဲ့ video file ကတော့မုတ်ဆိုးမှလက်ွက်ကီအောင်မင်းနဲ့နော်ကလေးတွေ TikTok မှာ live လွှင့်ပြီးတော့ညှင်းကုန်ထားတဲ့ video file လေးတစ်ခုကိုကျွန်တော်နဲ့အတူတူနားထောင်ကြည့်အောင်နော်ဘယ်စည်းကမ်းတတ်မှတ်ချက်တွေနဲ့လက်နက်ကင်တွေအလုပ်ပါအောင်ပြောလိုက်တော့ညီလေးတို့ရဲ့ဘယ်စည်းကမ်းတတ်မှတ်ချက်တွေနဲ့လက်မှတ်ကိုင်းနေတာလဲဆိုတာကိုအောင်မင်းအနေနဲ့တည်ရင်လို့ရှိရင်တိုက်ရင်ထိလာခဲ့ပါလို့เนาะ ငါတို့တိုက်ရင်မှဘလို့နေတယ်ဘလို့ထိုင်တယ်တနစ်တာဘလို့လှုပ်ရှားတယ်ဆိုတော့စီကံအပြည့်အစုံကိုချပြပါမယ်လို့နော်ပါလို့လည်းနဲ့ကြိုင်လာလေမို့မင်းတို့ကပြည်သူလို့ပြောပေမဲ့ပြည်သူဘယ်နှယောက်များကိုစားပြုလို့လဲလှုပ်ပြီအောင်မင်းလှုပ်ပြီဟမ်ပေါ် PDF ဆိုတာတူတူပဲတော်လိုင်းမှာပေါ်ဝင်ရဲ့လို့အတော့ပြည်သူတွေပဲတော့ကိုခလေးတွေပညာတတ်တွေလူငယ်တွေပဲတော်လိုင်းမှာလက်လက်ကြိုက်နေတာကို မှန်တယ်သူတို့ကဘယ်နှယောက်ကိုကိုစားပြုလို့လဲလို့ဘလို့လူတွေကိုကာဝယ်ပေးထားလို့လဲလို့ဟောဘလို့လူတွေကိုစားပြုပြောလိုက်ပေါ့ညီလေးတို့ရဲ့အာနာတိန်ကစားကနော်ညို့မပြောနဲ့လမ်းမထက်မှာလူအုပ်တွေပြေးွားတာကအဲ့ဒါမင်းအမေလေးလေးသားအောင်မင်းရဲ့တို့တခွန်းနဲ့မေးလိုက်ပြီးတဲ့ကိစ္စကိုကွာမင်းတို့လည်း အဲ့ဒါဆိုအခန်းကြီးနေတဲ့မှာအခုမှောင်နေတာပဲဖြစ်လိုက်မှတင်နေအခုအမြင်ကြီးကိုအကျယ်ကြီးမကြည့်တတ်ပဲနေအခုအနည်းနည်းလေးပဲကျဉ်းကျဉ်းလေးကြည့်နေတယ်ဟုတ်ပြီကောင်းလိုက်တာဒါတွေကတော့ဒါတွေကတော့ဘာလဲဆိုတော့ရှိမှာပဲလေဒါပေမဲ့ဦးပြောနေတာကလက်ရှိပဂရိအမှန်တရားကိုပြောနေတာရိုးရာဆွဲပြောနေတာမဟုတ်ပဂရိအမှန်တရားဆောက်ပြောနေတာပဂရိအမှန်တရားကိုပြောနေတာပဂရိအမှန်တရားဆိုရင်အဲ့ဒီပဂရိကိုအခုပြောတယ်ဟိုလက်ရှိအခုပဂရိအခုမြင်တွေ့နေရတာပဲမဟုတ်လား ပကတိမှာအဲ့ဒါဆိုလို့ရှိရင်မင်းတို့ဘာကြောင့်ပြည်သူလို့ပြောတာလဲလို့ပေါ့ဘာကြောင့်ပြည်သူလို့ပြောတာလဲဟာဘာကြောင့်ပြည်သူလို့ပြောဆိုအာဏာမသိခင်အခုလက်ရှိ PDF တွေအားလုံးကပြည်သူတွေကြီးပဲလေအကိုအိမ်ကိုရွာမှာနေတဲ့လူတွေကြောင်းတက်နေတဲ့လူတွေစာတင်ခန်းတွေကကလေးတွေဟမ်ဆေးကုနေတဲ့ဆရာဝန်တွေတင်ငန်းပတ်ထားတဲ့ဆရာတော်တွေတောင်ပါနေတယ်အဲမင်းတို့ခွေးမျိုးခွေးချင်းခွေးချင်ကြံတာမခံနိုင်လို့စံနှပြရင်းနဲ့မင်းတို့အကျန်းဖက်လို့ရရလက်နဲ့ဆွဲပြီးခုခံရင်းနဲ့ PDF ဖြစ်လာတာလေပြည်သူတွေမဟုတ်ဘူးလားကဲဘယ်နေရာမဟုတ်တာလဲပြည်သူကရှင်းပြန်လား မိုးပေါ်ကျက်လာတာ PDF တွေအဲ့ဒါဆိုဒီကောင်ကပြည်သူကိုကာကွယ်တယ်လို့ပြောတာလေလို့ပေါ့ကျွန်တော်တို့ပြန်ပြီးအခုပြောနေဘာကြောင့်ပြည်သူကိုကာကွယ်အခုတို့အနိုင်ကျင့်တာတွေကအခုအာဏာထိန်းနေအာဏာထိန်းနေဆိုပြီးတော့အာဏာကိုသိမ်းတာတွေဟုတ်လားအာဏာထိန်းနေဆိုပြီးတော့ကိုတို့ဝေးဝဲပြီးအာဏာသိမ်းနေဟုတ်ပြီဘာကြောင့်အာဏာထိန်းတာလဲဘာကြောင့်အာဏာသိမ်းတာပြောကြည့်ပါဦးသိမ်းတာပေါ့အာဏာထိန်းနေဆိုတော့အများကြီးပြောပြီးသွားပြီတစ်ကရေကောက်ပွဲမဲမတော်မှုလို့လို့ ရွေးကောက်ပွဲမဲမတမာမှုလုပ်ပြီးတော့အာနာကိုဖြက်လန်းနေရကြာယူဖို့ကြိုးစားတယ်ဟုတ်လားကဲအဲ့ဒါနော်အဲ့ဒါလုပ်ပါဦးမဲမတမာမှုလုပ်တာမဲစရင်မှားတာကိုမဲမတမာလို့ဆိုရင်2025မှာစံဖို့ပါတီကဥဆောင်ကျင်းပတဲ့ရွေးကောက်ပွဲမှာမှားခဲ့တဲ့မဲစရင်အရေးအတွက်နဲ့2020မှာ LND ပါတီကလုပ်ခဲ့တဲ့မဲစရင်အရေးအတွက်ဘယ်ဟာကမှားတဲ့စရင်ပိုများလဲမဲစရင်မှားလို့မတမာဘူးပြောမယ်ဆိုရင်စံဖို့လုပ်ခဲ့တော့ကဒီထက်ပိုမှားတာအဲ့ဒီအောင်မင်းပါဇက်ပေါက်ကိုဘယ်လော်ဆို့နေလို့လဲကဲ ဟမ်အောင်မင်းအဓိကအချက်ပဲဟိုဒါဆိုကိုနေကျွန်တော်အခုစကားပြောလို့ရပြီဟမ်ဒါဆိုစကားဆပြောလို့ရပြီဟုတ်ပြီရေကောက်ပွဲမတမာမှုဆိုတာကဘယ်လိုဟာမျိုးကိုခေါ်တာလဲအဝင်ပြပြဥပမာကျွန်တော်ပြောပါမယ်ဗျာ UEC မဲစင်းရင်းနေအားလုံးကိုင်ပြီးတော့ဆောင်ရွက်ရတာ UEC ကဆောင်ရွက်ရတာဟုတ်တယ်နော်အခုဒါလက်ခံရမှာကို UEC ကဆောင်ရွက်ဟုတ်ပြီဒီမဲရုံကိုမဲစင်းဆောင်ရွက်တွေရဖို့အတွက်စတင်စစ်ဆေးရတာလေ UEC ကစစ်ဆေးရတာ သူစဉ်းစားဟုတ်ပြီယူအီးစီကိုဘလူကခန့်တာလေအစိုးရခန့်လို့မရဘူးနော်ကိုနိုင်လာတဲ့ပါတီကခန့်လို့မရဘူးယူအီးစီကိုဟာဘလူကနိုင်ငံဝင်တဲ့နေဖြစ်တဲ့ပညာရေးတွေဆရာမတွေပါတယ်ပြီးတော့ဒီမဲယုံလုံချိုရေးကိုကာဝယ်ယူဖို့အတွက်ကိုတော့မယူအီးစီကိုဘလူကခန့်တာလေတော့အဲ့ဒါကိုအဲ့ဒါကိုပြန်ပြောယူအီးစီကိုဘလူကခန့်တာလေပြောဟုတ်ပြီယူအီးစီကိုဘလူကခန့်တာတော့မဟုတ်ကျွန်တော်မသိဘူးအခုကျွန်တော်မသိလို့ကျွန်တော်မေးတာယူအီးစီကိုဘလူကခန့်တာလေလက်ရှိအာရာရဆိုရခန့်လို့မရဘူးတော့အခုအခြေခံဥပဒေအရာ ရွေးကောက်ပွဲကော်မရှင်ကိုတက်လာတဲ့အစိုးရကခန့်ရတာ nominee လုပ်ရတာတာဝန်ခံရတာဟုတ်ပြီတကယ်ကိုပြီးသေးပြီလက်ရှိဆက်တက်လာတဲ့အစိုးရကို UEC ကိုတာဝန်ခံပြီးတော့ရွေးကောက်ပွဲမှာပြန်ပြီးရွေးပြီးတော့ဒီဥစားမက်ဆီနဲ့အားလုံးကဟိုလက်ရှိတက်လာတဲ့အစိုးရဆက်တယ်ပဲထားအကိုပြောတဲ့အတိုင်းပဲဟုတ်ပြီမဲယုံကိုရောက်သွားတယ်မဲယုံအမတ်ကနေပြီးတော့မဲဘလောက်ခိုးပါကျွန်တော်မဲယုံအစည်းကံဥပဒေဆိုတာရှိပြီးသားတော့ကိုဟုတ်ပြီနော်မဲယုံအစည်းကံဥပဒေရ ဟုတ်ပြီမဲမဲယုံမဲကမဲဘလောက်ခိုးပါတယ်မဲစင်းကမှားယွင်းနေပါတယ်ဆိုလို့ရှိရှိအဲ့ဒီမဲယုံမှာပြန်လဲပြီးတော့ရွေးကောက်ပွဲပြန်ပြီးတော့လုပ်ပေးရတယ်ကျင်းပရတယ်ဆိုဥရေလောလဲအကိုတီးပြီးသားမတော်မနဲ့အာသာရရတော့ပေါ့မပါဘူးမပါဘူးမပါဘူးလားတိပါလားအဲ့ဒါတူအောင်မင်းခလဲတွေကိုပြောင်းမလိမ့်နဲ့ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာပါပြီးသားနော်ပဲမဲဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နယ်မဲုံနံပါတ်ဘလောက်မှာမဲမတမာမှုဘယ်ပုံစံဖြစ်တယ် ရွေးကောက်ွဲကော်မရှင်ကိုတတ်မှတ်ထားတဲ့ရဲ့အတွင်းမှာတခါတည်းစည်ရင်တင်တင်ရွေးကောက်ွဲကော်မရှင်အဲ့ဒီတိုင်းခရိုင်မြို့နေအဲ့ဒီကော်မရှင်ရုံးရတာဟာစစ်စုံနဲ့စစ်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 ပေးမယ်ပြီးဘာဖြစ်တယ်ဆိုတဲ့အမှုကိုဆုံးဖြတ်ပေးလို့ရတယ်လက်ရှိမဲမတမာမှုတာမင်းတို့ခွေးမျိုးတွေဘက်ကအော်ပြီးတော့မင်းတို့ဘယ်မဲရုံကဘယ်မဲဆန္ဒနယ်မှာဘယ်သူဘာဖြစ်တယ်လို့တခုမှမင်းတို့မှအပြေမပြတ်နိုင်ဘူးဟမ်မင်းတို့တွေခွေးအားလှမ်းနေလို့လားအော်နေကြတာ အဲဘဲမတမာအူးမဲမတော်ဘယ်နေရာမတမာလားမဲဘယ်ကောင်းမှပြနိုင်ဘူးနေဒီနေ့ချင်းပြောမင်းရောပြောပြောနိုင်လားမဲမတမာလားဘယ်နေရာကဘာမတမာလားလဲပြောမင်းရောမင်းအစားပြီးမင်းအောင်နိုင်ဆုံးဘယ်ကောင်းမှပြောမနိုင်ဘူးစောက်ပို့တွေပြောနေတာနော်ဒီနေ့ချင်းချင်းမင်းတက်တာဦးပြောပြမယ်32ပါတီကတင်ပြတယ်ရေကောက်ပွဲမဲလိမဲခုံးမှုတွေရှိပါတယ်လို့တင်ပြတယ်အေးဟုတ်တယ်ဟုတ်လားချက်ဖို့နဲ့တနေ့တနေ့အောင်းနေလဲဗာ23ပါတီအဲပြီးလို့ရှိရင်ဘူးမတိဘာမတိရောင်းလိုက်တယ် zero မကွဲတဲ့ကောင်းတယ်အဲ့အဲ့32ပါတီတာအေးဘောစရင်ရတော့ပါတီ30ကျော်ပေါ့ကွာအေးမှတ်ထားလိုက်မှတ်ထားလိုက်တင်ပြတော့ကို ကော်မရှင်ကညင်းတယ်ငုပ်ဘူးတဲ့ NLD ပါတီကပဲနိုင်တယ်တဲ့မရဘူး32ပါတီဆိုလို့ပြောလိုက်အောင်မယ်ဗာအခုဇော်ဘုံဟင်းကိုထောင်ချတယ်ဆိုတော့ပြဿနာဖြစ်တဲ့ဟိုကောင်မှမလုပ်တယ်အနောက်မှာမင်းအောင်လိုက်ပုံလုံးလုံးပြီးတော့ဒီလိုကွက်လန်ကွက်လန်ကနေကောင်မအဲ့ဒါပါတီခေါင်းဆောင်တဲ့ ဲ့လိုပါတီမျိုး32ပါတီပေါ့အောင်မင်းရဲ့ငါစိတ်ညစ်ရကွာဘာ32ပါတီရောလားမလုပ်ပါနဲ့30တော့မလုပ်နဲ့100လောက်လောက်လဲကွာပါတီ100တော့ကတ်ကွက်တယ်လုပ်လဲတိလာနော်နော်တိလာရအောင်ကဲဥကျော်စီကသူ့မိသားစုမဲတော်သူမရဘူးလေဘလို့သွားလို့မလဲဥကျော်စီကစီကိုဆက်ပြောအကိုပြောပြကြောင်ဆက်ပြောဟုတ်ပြီကော်မရှင်ကိုတင်ပြနောက်ပြီးတော့တက်မတော်မဲရောကော်မရှင်ကိုဘယ်နေရာတင်ပြတာလဲ ကော်မရှင်ကိုတင်ပြတယ်ဆိုတော့လမ်းဘေးမှာငစိမ်းတန်းမှာဈေးဝယ်တယ်လို့ငါအလေးမပြဘူးအော်လို့မရဘူးအောင်မင်းကော်မရှင်ကိုတင်ပြတယ်ဆိုရင်ရွေးကောက်ပွဲဆိုင်ရာလှုပ်ထုံးလှုပ်ပြီးဥပဒေရှိတယ်ဘယ်မဲဆန္ဒနယ်မှာဘလို့အကြမ်းမှုဖြစ်တယ်ဒါမှမဟုတ်ဘလို့မဲမတက်မှမှုဖြစ်တယ်စတဲ့ဖြင့်အလီပိုင်ပြပြီးတော့အတိအကျတင်တွင်းရတယ်တတ်မှတ်ထားတဲ့ရက်အတွင်းမှာနော်ပြည်သူကိုကလင်ကတိမလုံးနဲ့အဲ့ဒီလိုမျိုးတင်တွင်းခွင့်ကိုရွေးကောက်ပွဲကော်မရှင်ကမင်းတို့မပေးခဲ့တာလား ပေးတယ်လေဥပဒေတိုင်းတင်တွင်းလာလေမင်းတို့ကမတင်တွင်းတာပဲမဲမားတယ်မှားတယ်ပဲအော်နေတာလေဟမ်ဟိုနီနော်တက်မတော်မဲယုံနေတယ်မှာအများကြီးမဲတွေခိုးထားတယ်ဘယ်လိုခိုးလဲလို့ပေါ့ဘယ်လိုခိုးလဲအတော်တက်မတော်ဘယ်လိုခိုးလဲဆက်မေးကြည့်ဟောတက်မတော်မဲယုံနေမှာမဲကလို့လဲအဲ့ဒီတက်မတော်မဲယုံမှာဥမာတက်စကန်မဲမှာတက်စကန်မှာ10ရောက်ရှိတာအဲ့တက်စကန်မှာအယောက်20ဆိုပြီးမဲတွေကောက်ထဲတာဘယ်လိုထဲအဲ့စရင်ကဘယ်ရလာအန်ရီပါတီကထည့်လို့ရလားဟမ် ဟိုအောင်မေးကွာမင်းနဲ့ငါဒီဘိတ်လုပ်ရှင်တယ်ကွာနော်စိန်ခေါ်လိုက်စမ်းတွေ့လားဟမ်ဟိုဒီဖီဒိုဖိုင်လေးကိုတွေ့တဲ့လူအောင်မင်းကိုတစ်ချက်ပေးလိုက်ပါနော်အဲ့ဒီအောင်မင်းနဲ့ကျွန်တော်လိုက်လွင်ပြီးတော့စကားပြောချင်တယ်တနေ့တော့အများကြီးမပြောဘူးနော်နိုင်ဝဲလောက်ဖြစ်ဖြစ်တနေ့လောက်ဖြစ်ဖြစ်ပဲအများကြီးမပြောဘူးတွေ့လားဒီလိုကောင်မျိုးနဲ့အချိန်တော့အများကြီးမပေးနိုင်နော်ပြောမလားလို့တွေ့လားစိန်ခေါ်လိုက်ချင်တွေ့လား တက်တဲလို့မရဘူးလေကိုတမရော်တွေကမဲရတယ်ဆိုရင်တမရော်ဆိုတော့ကိုစနေကြတိုင်းဝမ်းနေတော့တမရော်မဲကိုခိုးလို့မရဘူးအဲ့ဒါကိုအဲ့ဒါကိုကိုအပေါ်မဲတွေထဲတာဘယ်သူကထဲလဲအဲ့မဲစရဲကိုကောက်တာဘယ်သူကကောက်တာလဲမြို့နယ်တိုင်းဒီမှာမဲစရဲတွေကောက်တာအန်ဒီကကောက်တာလားအန်ဒီပါတီကကောက်တာလားဟမ်မဲရီထဲတာပြဿနာကမဲရီကိုခလေးတွေကိုဖျက်ချအောင်ကြည့်အောင်မင်းအောင်မင်းတော့ပေါ့လားအဲ့ဒါဆိုရင်တမရောမဲကိုလာယူရတဲ့လူကိုကျွန်တော်တို့အေးအေးယူရမှာမဟုတ်လား တက်မတော့မဲကိုလာယူွားတဲ့လူကိုအေးအေးယူအောင်မို့အဲ့ကော်မရှင်ကိုပြောရမှာကော်မရှင်ကိုတိုင်တဲ့အမှာတယောက်ချင်းစီဒီကိစ္စကေ့စ်ပိုင်ကေ့ဖြေရှင်းရမယ့်ကိစ္စမဟုတ်ဘူးဒါရည်ရွယ်ချက်ရှိရှိလုပ်တာဟုတ်ပြီအခုဟုတ်ပြီကော်မရှင်ကိုတိုက်ပြီဟုတ်ပြီကျွန်တော်ဒီမဲမှာဟုတ်ပြီဒီမဲကတော့ဥပဒေအရအာဒီရွေးကောက်ပွဲမှာတော့ဒီမဲယုံစည်းကမ်းနေရာမဲခိုးနေတယ်အဲမဲတွေလိမ်နာပါတယ်ဆိုရင်ကျွန်တော်ရွေးကောက်ပွဲပြန်လဲကျင်းပပံကွင်းမရှိဘူးလားကြည့်တယ်လေ ြည့်ရလေပြောရလေရွေးကောက်ပွဲကိုပြန်ချင်းပါလေပြောရလေဘယ်လိုပြောရလဲအောင်မင်းရွေးကောက်ပွဲပြန်ချင်းပါခိုင်းလို့ဆိုတာမဲမတမာရင်မတမာနဲ့မဲဆန္ဒနယ်ဝဲပြန်ချင်းပါပေးရတာလေကွာ မင်းတို့တောင်းတာကတနိုင်ငံလုံးရွေးကောက်ပွဲပြန်ပြင်းပခိုင်းတာလေမင်းတို့ကမင်းတို့စောက်တော့မကြလို့ပြည်သူလက်မခံလို့မရွေးချယ်တာဟိုတနိုင်ငံလုံးမှားတယ်မှားတယ်អော်နေပြီးတော့ပြန်ရွေးချယ်ခိုင်းတာလေစောက်ရှက်မရှိဘဲနဲ့ဘလို့ကလေးတွေကိုနှက်ချနေတာလေအာဒုက္ခအောင်မင်းရဲ့မင်းကကွာဒါကြောင့်မင်းမဟုတ်ဆုံးမလက်ခွက်ကလေးကိုမင်းနာမည်ကြီးရပြန်ချင်းပါအာနာဒိန်းတရားမလို့အာနာဒိန်းတရားမလို့ဒါရှိအာနာဒိန်းတရားမလို့ဆိုရကပြန်ချင်းပါခဲ့ရင်ဒါပေမဲ့မပါလို့လဲဆိုတော့ရွေးကောက်ပွဲကော်မရှင်က အန်အဒီဒီသာနိုင်နေဆိုပြီးတော့ချက်ချင်းလွတ်တော်ခေါ်ခိုင်းတယ်ချက်ချင်းလွတ်တော်ခေါ်ခိုင်းတယ်လွတ်တော်ဆိုတာကလွတ်တော်တည်းရဆိုတာကပြည်သူကယူတော့တင်မာတာဟုတ်ပြီလွတ်တော်မှာပြန်ပြီးတော့ဘယ်မဲရောဘယ်တိုင်းနေတာကြီးဘယ်တက်တွင်းမှာအစားမဲခိုးပါတယ်ဒီမဲစင်းကိုပြန်လဲစီစီဝဲမဲပြန်လဲရွေးကောက်ပွဲပြန်လဲကျင်းပပေးပါဆိုပြီးတော့တင်ပြပြီးဆောင်ရွက်လို့မရဘူးလားအဲ့ဒါကရွေးကောက်ပွဲသိုးရောက်ဖွဲ့ပြီးမရတော့ဘူးအစိုးရဖွဲ့ပြီးွားရင်မရတော့ဘူး နော်နော်နော်ပြည်သူအဲ့ဒါလေတတ်မှတ်ထားတဲ့ကာလအတွင်းမှာကန့်ကွက်ပိုင်ခွင့်ရှိတယ်တတ်မှတ်ထားတဲ့ကာလအတွင်းမှာမကန့်ကွက်ပဲနဲ့နော်မဲဆန္ဒနဲ့ဥပမာအခုတိုင်းတစ်ခုရဲ့မြို့နယ်တနေရမဲယုံတယုံမှာမဲဆန္ဒမဲစရင်မှားတယ်ဆိုရင်အဲ့ဒီမဲယုံနံပါတ်ရှိတယ်ဘယ်တိုင်းဘယ်ခရိုင်ဘယ်နေရာကဘယ်မြို့နယ်ကဘယ်မဲယုံနံပါတ်ဘလောက်ကဘယ်မဲစရင်မှားတယ်နော်ပြန်ပြီးစစ်ပြီးဖြည့်ချင်းပေးပါဆိုရင် အဲ့ဒီအတွက်ပဲအကျုံးဝင်တယ်လေတနိုင်ငံလုံးကိုပြန်ပြီးရွေးကောက်ပွဲပြန်လုပ်ခိုင်းတယ်ဆိုတော့ကိုယ့်ကိုစက်သုံးမကြလို့ပြည်သူမရွေးတဲ့ဟာကိုဟမ်ငါရှုံးတယ်ကွာအစအပြန်ပြိုင်မယ်ဆိုတော့ဟုတ်လားအဲ့လိုပြန်ပေးရမယ်ပေါ့အဲ့လိုပြန်လို့မရနဲ့အာနာမင်းတော့ကွာဆိုစက်ဘူးကပူပတိကစက်ဘူးတွားမြောက်ပေးရော23ပါတီကခုနကငါပြောသလိုဗာအဲ့ကောင်မှနာမည်ဘလူးအလန်နဲ့သူကကနေဟိုထော်တော်ကလန့်နေရုပ်ကလည်းတားစိတ်များစိတ်ကုန်နေငါပြောရင်မကောင်းပါဘူး အဲအဲအဲ့ဒီဟာပါတီကောင်းဆောင်နေတယ်နော်အဲ့တော့ငါတို့တိုင်းပြည်မှာကွာရှက်စရာကြီးကွာပြောရတာအကောင်းပြောတာဒလိုသူများနိုင်ငံနေနဲ့ရှင်လိုက်မယ်ဆိုရင်တွားပြီဗောပါတီကောင်းဆောင်တွေတွေ့ဆုံပွဲလို့တွေ့မှာဆိုအဲ့23ပါတီရဲ့အဲ့လိုဟာမျိုးတွေကခေါင်းတိုင်းပြည်ကိုကိုစားပြုတဲ့ခေါင်းဆောင်ဆိုပြီးတော့သူများနိုင်ငံနော်လွတ်တော်ဒီကိုစားတွေပါတီခေါင်းဆောင်တွေနဲ့တွားပြင်ရောရှက်ဆက်တွေကွာရောဟမ်သိပြီဟာမြန်မာနိုင်ငံခေါင်းဆောင်တွေကသူတို့ဟာလားကွာဆိုဟမ်တိလားနော်အောင်မင်းတိလား စကားပြောချင်တော့ကွာเนาะအောင်မင်းနဲ့တိတယ်เนาะအဲမင်းပြောတဲ့မဲခိုးတဲ့ကိစ္စလေးကိုလေเนาะငါနိုင်ငံတမမဟုတ်เนาะမင်းတော့လည်းမတီးဘူးတခါလဲကြိုပြောထားမယ်မင်းတော့လည်းမတီးဘူးမတီးတာကိုမေးချင်လို့เนาะမတီးတာတွေကိုမေးချင်လို့အောင်မင်းနဲ့စကားလေးပြောချင်တယ်ပြောရဲရင်ပေါ့เนาะပြောရဲရင်တနားရီလောက်ဖြစ်ဖြစ် TikTok မှာ live လွှင့်ပြီးတော့စကားပြောချင်တယ်တိတယ်เนาะဘိုင်ဘိုင်